ခင်းသရမြို့နယ်ရင်းကမြို့ခွေးမြည့်ရတဲ့စီမံကိန်းကြောင့်ဆုံးရှုံးခဲ့ရတဲ့လယ်မြေဧကပေါင်း900ကျော်ရဲ့မူလပိုင်ရှင်တွေဟာမျက်နှာကြေးရရှိရေးအတွက်ဩဂတ်လ18ရက်နေ့ကလမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်ဒေါခင်မင်းစောသတင်းပေးပို့ထားပါတယ်ရှင်ကျောင်းသားတို့တင်ရတော့ရရှိရေးကျောင်းခွေးကျောင်းခွေးမြေတွေကမြို့ခွေးမြေတွေစီမံကိန်းကြောင့်ပြရအစုစက်တစုကလက်မြေကပေါင်း966ဧကကျော်ဆုံးရှုံးခဲ့ရတဲ့မူလပိုင်ရှင်တွေက ဥပဒေနဲ့ညီမရရော်ကြီးနင်းတာကြီးရရှိရေးအတွက်အောက်တိုဘာ18ရက်နေ့မနေ့မှာခွင့်ပြုမိတ်နဲ့ဆန္ဒဖော်ထုတ်နေကြတာပါတနနေ့ကာလဆုံးရှုံးခဲ့ပါလေဆုံးရှုံးတဲ့ထဲမှာမိသားစုနေစောက်ဝင်နေရေးပညာရေးစီးပွားရေးအလုံရှင်ကနေအလုံသားဖြစ်တယ်အလုံသားဘဝကနေလုံးဝနေစရာစားစရာမရှိတော့တဲ့အတွက်ကျွန်တော်တို့ဟိုတခြားတနေရာမှာပြောင်းရွှေ့နေထိုင်ရခြင်းမျိုးတွေကျွန်တော်တို့ကြုံတွေ့ခဲ့ဒီအတွက်ကြောင့်ကျွန်တော်ဆင်းရဲဒုက္ခမျိုးကိုမခံစားနိုင်တော့လို့ကျွန်တော်တို့ဒီလိုမျိုးဆန္ဒလာဖို့ထုတ်ခြင်းဖြစ်ပါလေ ဆန္ဒထုတ်ဖော်ရမှာမြို့ဝင်းမြေတွင်စီမံကိန်းကြောင့်နစ်နာမှုတွေကိုမြေယာဥပဒေနဲ့ညီဆောင်ရွက်ပေးရေးမြေယာဥပဒေနဲ့ညီသတ်မှတ်တဲ့တိမှန်ရောကြေးရရှိရေးတိစဲကန်လေမြေတွေရဲ့ပြည်သူတွေနစ်နာမှုမရှိသေးဘူးအချိန်မီအကောင့်ထက်ပေါ်ဆောင်ရွက်မပေးခဲ့တဲ့တာဝန်ရှိသူတွေကိုဥပဒေနဲ့အညီအရေးယူပေးရေးစတဲ့အချက်၃ချက်ကိုကြေကြော်တောင်းဆိုခဲ့ကြပါတယ် ထောင်သုံးနေရလေကြီးတို့လည်းတိပါပြီးတော့သွားတာအခုဆိုစသုံးနေရှိသွားပြီအဲ့ဒီဥစားကိုဘယ်လိုပေါ်မလဲနင်းနာကြီးကြောကြီးရအောင်ဆိုပြီးတော့ဒီလိုလာပြီးတော့ဆန္ဒထုတ်ပါတယ်ဘယ်လိုခံစားနေလဲကျွန်တော်နေရာဥပဒေနဲ့အညီဆောင်ရွက်ပေးဖို့သမရာကြီးအစခဏဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအားလုံးကိုကျွန်တော်ဒီနေရာနဲ့အများဆုံးကျွန်တော်လယ်သမားများနင်းနာဆုံးရှုံးမှုကိုအများဆုံးဆောင်ရွက်ပေးပါရန်ကျွန်တော်အလေးအမြတ်ကျွန်တော်တောင်းဆိုပါတယ် နေသားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကမြိတ်စုစီခွင့်ပြုချက်အမှတ်စဉ်၁၀မြင်းဆောင်၂၀၁၅နဲ့ဥပရဲဖျားမိုးရှိကနေဗိုလ်ချုပ်လဲတရုတ်ကျောင်းလဲအာကာလဲချွေတီလဲတို့ကိုစီတန်းနဲ့လဲခဲ့ပြီးနေသားမြို့နယ်အုပ်ချုပ်ရေးမှူးရုံးချင်းမှဟောပြောခဲ့ကြပါတယ်။မြို့ခွင့်မြေတင်စီမံကိန်းဟာငွေမြင့်ကရေကိုဆုပ်ယူပြီးစိုက်ပျိုးမြေအေက၉၀၀အတွင်းရေပေးဝေဖို့၂၀၀၃ခုနှစ်ကစတင်အကောင့်ထည့်ဖော်ခဲ့တဲ့စီမံကိန်းဖြစ်ပါတယ်။၂၀၁၄ခုနှစ်စက်တင်ဘာလက မြို့ခွင်းမြေတွေစီမံကိန်းကြောင့်ဆုံးရှုံးခဲ့ရတဲ့117အုပ်စုကတောင်သူ605ဦးဆုံးရှုံးခဲ့ရတဲ့လေယာဉ်မြေဧက966.83ဧကအတွဲပြီးငံတဲ့မြေယာရော်ကြီးအဖြစ်ကက်သိန်းပေါင်း3000ကျော်ပေးရဖို့အထက်ဆင့်ဌာနတွေကိုတင်ပြထားပြီးဖြစ်ကြောင်းဟင်းသာမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနကတာဝန်ရှိသူတို့ကပြောပါတယ်။ဒါပြင်2015ခုနှစ်ဇန်နဝါရီလကမြေတေစီမံကိန်းကအသုံးမပြုတဲ့လေမြေဧက1.13ဧကကိုလည်း ရေးရေးမြေတုံးချရေးဦးသီးဌာနကနေတဆင့်မူလပိုက်ကျတောင်သူသုံးဦးထံပြန်လည်ပေးရခဲ့တယ်လို့လည်းပြောပါတယ်။ကျမခင်မဲတော်ပါရှင်။